မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာတနင်္ဂနွေသားသမီးချင်းပြီဆိုရင်အလုတ်ကိုင်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချင်းပြီဆိုရင်ဒီတပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့မိမိဘက်ကအမားရွေးနေပဲဖြစ်ဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဆိုရင်အလုတ်ကိုင်းမှာ အမားဖြစ်ွေခြင်း နောက်အလုပ်ထဲမှာရံများခြင်းစကားများခြင်း ပြဿနာတက်ခြင်းဒီလိုလေးတွေတွေ့ရပါတယ်။တမူးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်။မိတ်ဆွေဆရာသမားတွေရဲ့ကိုကြီးပံ့ပိုးထောက်ပံ့မှုတွေများစွာရရှိစီမဲ့တပတ်တာပါ။အိနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအစဉ်ပြင်းမင်းအိနဲ့ပတ်သက်ပြီးမင်္ဂလာ စကားညီချားတဲ့တီအကျိုးမြတ်များစွာရှိစီမဲ့တပတ်တာပါ စေယူသားချင်းစီမှာအကူကြီးကောင်းထောက်ပံ့ကောင်းတွေရောက်လို့ရှိနေပါတယ်။ဒါ့အပြင်ခရီးသွားမိတ်ဆိုတဲ့နမိတ်ကောင်းလေးလည်းတွေ့ရပါတယ်။ဆိုဝါနဲ့ရန်အနေနဲ့လုံးဝမတွေ့ရဘဲနဲ့ချစ်သူခင်သူပေါများလာမိတ်တပတ်တာလို့မြင်ပါတယ်။အချိန်နဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လင်းခြင်းလူချစ်လူခင်ပေါ်ခြင်းချစ်သူနဲ့မိမိနဲ့ကြားထဲမှာ ကိုစီစဉ်ရမယ်ကိစ္စရက်ကလေးတွေစီစဉ်တကြနေအောင်ရစွာအဆင်ပြေခြင်းဒီလိုလေးတွေ့ရတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်လည်းအေးချမ်းတာယာစီတော့အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရေးဆူချူလုံးဝမရှိပါဘူးရှင်။ရခင်ကလေးကကျမကြီးယောဂဝေဒနာခံစားနေရတဲ့ချင်းမိတ်ဆွေကြီးဆိုရင်ဒီတစ်ပတ်ထဲမှာပဲအနာနယ်ဆီးပြေးပြီးဆရာကောင်းတစ်ပါးကောင်းတွေ့ပြီးပြီးတော့ဘေးဥပ္ပတ်အနေနဲ့ပြင်းဝေးစီတယ်လို့မြင်ပါတယ်။ အေးချမ်းချင်းငြိမ်းချမ်းချင်းရရှိလာမယ့်တပတ်တာပါအဲ့တော့ဒီတပတ်မှာကံအားတွေလည်းကောင်းနေတယ်ကိုယ့်ဘက်ကညံအားနဲ့ဝိရိယအားလေးတွေစိုက်ထုတ်ဖို့လိုနေပါတယ်နော်ထီထုတ်ကန်ဆန့်ခဲ့ပြီဆိုရင်တော့၃တလုံးပါတော့ထီထုတ်ကန်ဆန့်မှာထီကံအားအလုံးကောင်းနေပါတယ်ဝိရိယနဲ့ပတ်သက်ပြီးတော့ပြောဝဆွမ်းမယ့်ကိစ္စရဲ့ကလေးတွေရှိနေခက်ခဲနေတို့ပေမဲ့အလုံးစုံအစီအပြေသွားနိုင်မယ်နောက်ဆုံးမှာနော် အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စီအောင်ကြည့်လိုက်တဲ့အခါကိုယ့်ကိုမနာလိုတဲ့သူကိုယ့်ကိုဘာလေးပဲဖြစ်ဖြစ်မချီမငံပြောဆိုဆက်ဆံမဲ့သူနောက်ပြီးတော့ကိုယ့်မထီမဲ့မြင်လုပ်မဲ့သူတွေရှိတယ်အဲ့ဒါကိုတော့ကယူဆိုင်ပါတော့တနည်းငွေသားသမီးချင်းမေးဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့ရည်ရာကောင်းကြီးဆင်မပေးချင်ပါတယ်တနင်္ဂနွေသားသမီးချင်းမေးဆွေပြုလုပ်ဆောင်ရမယ့်တပတ်တာရည်ရာကမိမိနေအင်္ဂါဘုရားမှာ ။ဇွန်ရဲကျော်ပူပူလေးနဲ့ထမင်းဖြူလေးနဲ့အိမ်ဖျားမှာဆုံးကက်ချင်းဖြင့်ဖြူတဲ့ချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားပေးလူတွေရပါလိမ့်ရှင်။မင်္ဂလာပါရှင်။29ရက်9လမှာ9ရက်စေတာ2025တပတ်တာတင်းနှလာသားသမီးချင်းမင်းဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပေးမှာဖြစ်ပါလိမ့်ရှင်။ တင်လာသားသမီးချင်းမီဆိုရင်အလုတ်တဲ့အတိုင်းတွေပုံမီအလုတ်မှာအခွင့်အရေးတွေများစွာရရှိစေပြီးနောက်အခွင့်လန်းကောင်းလေးတွေလည်းပုံမဲတက်ပတ်တာပါတမူးကြီးတို့ပြည်စီထွက်တဲ့တွေပျောက်တဲ့တွေပြုဆိုင်ပါတော့မိစီပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့မိစီပေါင်းတဲ့ရဲ့အထင်မြင်လွဲပေါင်းမှုခံရတဲ့တွေဒါပြင်ကြီးကဲသူတွေနဲ့ကိုယ်နဲ့ကြားထဲမှာလည်းပဲစိတ်ဝမ်းကွဲစေတဲ့အရာတွေဖြစ်တဲ့တွေပြုဆိုင်ပါတော့အိမ်နဲ့ပတ်သက်ပြီးတော့အတိုက်ခိတ်စကားလေးတွေပြောရမယ် အခြေတင်လေးတွေစကားပြောရမယ်အေးရညိုရင်နာလိခံမယ်အဲ့ဒါကိုခေစိုက်ပါနော်ရှင်ယူသားချင်းစီမပြပြလေးနဲ့ကိုကြီးကောင်းထောက်ပံ့ကောင်းနေရဖို့ရှိနေပါလေ။ရန်အန်ဒီရေလုံးဝမရှိပါဘူးရှင်။အချီးနဲ့ပတ်သက်ပြီးတော့ညီညီမဲ့တစ်ပတ်တာအချို့ကတော့ချစ်သူရေးစားရှိနေတဲ့သူတွေကတော့အလူတန်းလေးတွေနဲ့အလုရှုပ်နေတာမျိုးတွေ့ရပါလေ။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အီးချဲတာညာစီမဲ့အိမ်တော်ကြီးပါ။ ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စူးကျွန်းလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုရေးချမ်းမှုရောက်ရှိလာမယ့်တပတ်တာပါ။မိမိကပြောတိုင်းဖြစ်လုပ်တိုင်းဖြစ်။နောက်မိမိလုပ်ကိန်းနဲ့အရာလေးတွေဆိုရင်လည်းအစီအစဉ်တစ်ခြားနေအဝင်ခွေးခြားနေအစီအမီသွားစီမဲ့တပတ်တာလို့မြင်ပါတယ်။ကနေပတ်သက်ပြီးတော့ကံအားလွန်ကောင်းပါ၏ထီထိုးကန်ဆန်းခြင်းနေဆိုတော့နှစ်တလုံးထီထိုးကန်ဆန်းလို့ရပါ၏ဝေကြီးလက်လာပါ၏ရွှေလန်းပွင့်လန်းစီမင်းတပတ်တာပါရွေထားတဲ့ဝေကြီးရော ။နောက်မိမိအနေနဲ့ကိုကအလုပ်တွေတကယ်ကိုအားတော်ခွန်ဆိုင်ပြီးတော့လုပ်နေတဲ့အချို့မြတ်ရစီရဲ့ငွေကြီးရောဝင်ငွေတစ်လမ်းဝင်လာမယ်လို့တွေ့ရပါလိမ့်။အားလုံးနဲ့ပတ်သက်ပြီးတော့ပုံပန်စရာချုပ်ငုံပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပုံပန်မျိုးလုံးဝမတွေ့ရပဲနဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပုံပန်နေရတဲ့အရာအကြောင်းအရာလေးတွေတစ်ခုမှတစ်ခုနေပေါ်လာမယ့်အနေအထားလေးတွေ့ရပါလိမ့်။ဒီတော့တနင်္လာသားသမီးချင်းမိတ်ဆွေတို့ကံတော့ပန့်ပြစီတဲ့ရေနေရာကောင်းလေးပြချင်ပါတယ်။ တနင်္လာသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအဓိဋ္ဌံဝင်ပြီးပါဝင်ရမယ့်အဓိဋ္ဌံကဂုံတော်ကိုပါကိုနေ့စဉ်တက်စီပုံမှန်ရုပ်ပတ်ပူဇော်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံ ပြည်လေသွားမိတ်လို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ကိုလာမှာ9ရက်10လ2025တပတ်တာ အင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့အလုပ်ခိုင်ကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ။အင်္ဂါသာသမီးချစ်မိဆိုရင်အလုနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးစေတဲ့အရာနဲ့နာစေတဲ့အရာလေးတွေရှိပြီ။ဒါကြောင့်အလုလုတဲ့အခါမှာတတိလေးနဲ့လုပ်ကင်စေချင်တယ်နော်။တံမိုးကြီးတော့ပစ္စည်းထွက်ဖို့ရှိနေပါလိမ့်။မေးစီပေါင်းတဲ့နဲ့ပတ်သက်ပြီးတော့အထင်မြင်လွဲမှားမှုလေးတွေခံရတဲ့တည်းဒါကြောင့်ပြောတာဆိုတာလေးတွေကိုသတိထားစေချင်တယ်နော်။အင်းနဲ့ပတ်သက်တဲ့ကိစ္စရက်တွေလောကအဆင်ပြေဖြစ်တာအိမ်ချောင်းစိတ်တွေဖြစ်စီရတာစိတ်ရှုပ်ထွေးရတာဒီလိုလေးတွေ့ရပါလေ။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အပြစ်မြင်တာတွေအပြစ်ပြောတာတွေခံရတတ်ပါတယ်။ယန်အနေနဲ့တိုက်ခိုက်ရှိပါတယ်။မိမိကိုသဘုတ်လေးလေးပြောမဲ့သူ၊နောင်မိမိကိုနာမည်ဖြစ်မဲ့သူတွေရှိရင်ဒါကြောင့်သတိထားပါနော်။ချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွဲရတဲ့ဒီဖြစ်တတ်ပါတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်လေးကိုနဲ့ကြားထဲမှာအမြင်နဲ့ပြိပတ်ကတွေတောင်းရှောင်းဖြစ်နေပြီးတော့မှစိတ်မချမ်းသာစရာလေးကျွမ်းတတ်ပါတယ်။ ကျမကြီးနဲ့ပတ်သက်ရင်တော့စူးစူးလုံးဝမရှိဘူး။တို့ပင်ပင်စိတ်ထဲမှာနေလို့မပြောတာလေ၊စိတ်မကောင်းတာတွေအများများပြီးတော့တို့ကနေရတာမအီမတာလေးတောက်ချောင်ဖြစ်တတ်ပါလေ။အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့တပတ်လုံးမှာကိုလုံးဝမဲ့ကိစ္စလေးတွေမှာလောက်ွက်လေးတွေပိတ်နေတာမျိုး၊တော့မတွေ့ချင်တာမျိုး၊ပြောရေးဆိုရဆိုရင်မအောင်မြင်စေတာမျိုး၊နောက်ပြီးတော့ညဉ့်ညင်းစရာကိစ္စရက်တွေကိုပဲလုံးမိသွားတာမျိုးဒီလိုလေးတွေ့ရပါလေ။ ကံနဲ့ပတ်သက်ရင်တော့အားကောင်းနေထီထူးကန်ဆန်းခြင်းနေဆိုရင်တော့ခုနှစ်တလုံးထီထူးကန်ဆန်းမှာဝေးချင်းနဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲနေပြုံးစုပြီးတော့မှရရှိစေတဲ့ဝေးချင်းလေးတွေကိုဝင်လာမိလို့တွေ့ရပါတယ်။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာကျုံလို့ပြေးကြည့်လိုက်တဲ့အခါစွန်းဝါးရဲ့ပူပန်မှုမျိုးတော့မရှိဘူး။ဒါပေမဲ့ကိုကအလုပ်တွေလုပ်ရတဲ့အခါမတွင်ချေတာမအောင်မြင်တာ နှောင့်နှီးစေတဲ့အရာလေးတွေကြောင့်မို့လို့စိတ်ထဲမှာမကြည်ပလင်ဖြစ်ရမေးစိတ်ကြီးတူနေရတာမျိုးလေးဖြစ်ကြပါတယ်။ဒီတော့အင်္ဂါသားသမီးချင်းမိတ်ဆွေတွေကံတော့ပဲဖြစ်စေတဲ့ယေရယာကောင်းလေးပေးကြပါတယ်။အင်္ဂါသားသမီးချင်းမိတ်ဆွေအဓိဋ္ဌာန်ကောင်းကောင်းဝင်ပေးပါ။အဓိဋ္ဌာန်ဝင်ရမှာကကြတော့နေ့စဉ်ပုံမှန်တန်ဖို့တွေကိုအော်မြောင်ကျုံးတန်ဖို့တွေပေါ့နော်။မြောင်ကျုံးတန်ဖို့တွေကိုနေ့စဉ်ကိုးကောက်ရုပ်ဖတ်ပူဇော်ပြီးတော့ ဒိတ်ထံဝေခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာ အလုံးစုံပြည်လေသွားပေလို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။29ရက်ကုလမှာ9ရက်စလ2025တပတ်တာဗုဒ္ဓဟူးသားသမီးချင်းမီဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူးသားသမီးချင်းမီဆွေအလုံးနဲ့ပတ်သက်ပြီးတော့ခွင့်လန်းနေများစွာရရှိစေမယ့်အလုံးကံကိုအလုံးရချင်လို့အလုံးသိရှာနေတဲ့ချင်းမီဆွေရေဆိုရင်လည်းပဲအလုံးကံတစ်တည်းပေါ်လာမယ့်တပတ်တာလို့တွေ့ရပါတယ်။ တံမူကြီးတို့ပြည်စီဝင်လာမှုရှိနေပါလေမိတ်ဆွေပေါင်းသင်းတွေရဲ့ကုညီပါစဆောက်ရှောက်မှုတွေများစွာရရှိပါလိမ့်မယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်ရည်စိတ်ချမ်းသာခြင်းကြည်လူစရာကြီးကြုံရတတ်ပါလေဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးရဲ့တည်နေကြရတတ်ပါလေရန်အနေနဲ့တိုက်ခိုက်လုံးဝမရှိတဲ့အပြင်ချစ်သူခင်တွေပေါ်လာမယ့်တပတ်တာပါ ခြေအင်းနဲ့ပတ်သက်ပြီးတော့အီးချမ်းတာရမယ့်အခြေအေးပါအိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကျမှုတွေများစွာကြုံရရမှာပဲဖြစ်ပါလိမ့်ကျမ်းမကြီးနဲ့ပတ်သက်ရင်တော့ကျူးလောမရှိပါဘူးရှင်ကနေပတ်သက်ပြီးတော့ကံအားတွေအလွန်ကောင်းနေတယ်ထီထူးကန်ဆန်းခြင်းတွေဆိုတော့လေးတလုံးထီထူးကန်ဆန်းလို့ရပါတယ်ဝေးကြီးနဲ့ပတ်သက်ပြီးတော့မိမိရည်ရွယ်ထားတဲ့အတိုင်းမိမိစီစဉ်ဆောင်ရွက်ထားတဲ့ကိစ္စလေးတွေအောင်မြင်သွားမယ်တပတ်တာပါ အောင်နဲ့ပတ်သက်ပြီးတော့ပုံမှန်ဇာတ်ကြုံကိုပြီးကြည့်လိုက်တဲ့အခါကြီးကြီးသူတွေမမိဘပါမယ်ဆွေးနွေးသားချက်ပါမယ်ပေါ့နော်အဲ့ဒီမှာကျောင်းမကြီးညံလို့ချူချာလို့စီယူစီကံပြရတဲ့ညာလူမြင်ပါတယ်ဒီတော့ဘုံတုံးသားသမီးချင်းမဆွေတွေကံထောက်ပတ်ဖြစ်စီတဲ့တပတ်တန်ရည်ရည်လေးပြီးချင်ပါတယ်ဘုံတုံးသားသမီးချင်းမဆွေပြုလို့ဆောင်ရဲ့မယ်ရည်ရည်ကမိမိနေအိမ်ကဖျားမှာကန္နမာပန်းအဖြူရောင်လေးဝေးဒီအောင်လူချင်းဖြစ်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပြီလူတို့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်6လမှာ9ရက်10လ2025တပတ်တာဇာတော်ပြည်တာသမီချင်းမစုရဲ့အလုပ်တိုင်းကဒီစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင်ဇာတော်ပြည်တာသမီချင်းမစုအလုပ်နဲ့ပတ်သက်ပြီးတော့တေချာစီစီဆက်ဆက်လုပ်ခိုင်းမှာအပေါင်းယူနေဖြစ်ရတဲ့ပါတယ်ဆုံးရှုံးမှုများတဲ့ပါတယ်ကိစ္စပါနော်တာမူကြီးတော့ပစ္စည်းတွေထွက်ဖို့ရှိနေပါတယ်မိစေပေါင်းတဲ့နေကူကြီးထောက်ပံ့မှုတွေမဆောင်မှုတွေရရှိစီမဲ့တပတ်တာပါ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာ၊ကြည်ညိုစရာကိစ္စရည်တွေကြောင့်တက်ပါလေ။ဆွေမျိုးသားချင်းစရာနေပြီးတော့စိတ်မကောင်းစရာတရင်နေကြတဲ့တည်းရန်တိုက်ခိုက်နှောင့်ယှက်ရှိတဲ့တည်းထားပါနော်။ချီနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းနေတဲ့ဒီဘက်တာပါအိနောင်ကြီးနဲ့ပတ်သက်ရင်တော့အီးချမ်းတာယာပဲအိနောင်ကြီးလိုမြင်ပါလေ။ကျောင်းမကြီးနဲ့ပတ်သက်ရင်ချူချာတက်တယ်ကျောင်းမကြီးကျောင်းဝေကုန်ကြီးချာနေများတက်ပါလေ န်နဲ့ပတ်သက်ပြီးတော့ကံအားနေပါတယ်ဒုပိမဲ့မဖြစ်မနေထီထိုးကန်ဆန်းခြင်းနဲ့ဆိုရင်တော့တစ်တလုံးထီထိုးကန်ဆန်းလို့ရပါတယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူးဘာပဲလုံလုံနေတဲ့စိတ်တွေမောပြီးတော့မှလုံးဝမကန်လို့တွေ့ရပါတယ်အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါစူးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူးအမြင်နဲ့မိမိကိုအမျိုးသမီးအကြီးကြီးမိခင်သို့မဟုတ်မိခင်နဲ့တူသောအမျိုးသမီးများ ူညီခြင်းပံ့ပိုးခြင်းဆောင်ရှောက်ခြင်းတွေလည်းတွေ့ရပါတယ်။ဒီတော့ကြာသပတေးသားသမီးချင်းမိတ်ဆွေတို့ကဲထောက်ပံ့ပြည်စီရဲ့ရည်ရအောင်လေးပြချင်ပါတယ်။သာသာဝိသားသမီးချင်းမိတ်ဆွေပြုလို့ဆောင်ရမယ့်တပတ်တာရည်ရည်ကမိမိနေအိမ်ကဘုရားမှာနှင်းစီပန်းအနီရောင်ရဲရဲလေးဆေဝင်လူတိုင်းချင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားပေးလူတွေ့ရပါလိမ့်ရှင်။မင်္ဂလာပါရှင်။29ရက်6လမှာ 9ရက်စေလ2025တပတ်တာတောက်ကြားသားသမီးချင်းမီစုရဲ့အလုပ်ကံကလည်းစတင်ဟောပြောပေးမှာဖြစ်ပါတယ်ရှင်။တောက်ကြားသားသမီးချင်းမီစုအလုပ်ကံအရင်ကောင်းနေပါလိမ့်။အလုပ်နဲ့ပတ်သက်ပြီးတော့တရေကောင်းတွေကြားဖို့ရှိပါတယ်။အလုပ်ကအထက်လူချင်းကြီးကဲတွေရဲ့အားကိုးခြင်းယုံကြည်ခြင်းတွေကိုရရှိစေမယ့်တပတ်တာပါ။တမူကြီးတို့ပြည်စီထွက်တတ်ပါတယ်ကျူးဆိုင်ပါနော်။မိတ်ဆွေပေါင်းသစ်တွေရဲ့ကူညီဆောင်ရှောက်မှုတွေရရှိစေမယ့်တပတ်တာပါ။ အိမ်နဲ့ပတ်သက်ပြီးတော့အိမ်အယောင်ဝယ်ကိစ္စတွေအိမ်ငှားကိစ္စလေးတွေအိမ်နဲ့ပတ်သက်ပြီးစီစဉ်တဲ့အရာမှန်သမျှအလုံးစုံပြည့်လည်သွားပါလိမ့်မယ်။ဆေးရသားကြီးစီရနဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေရောင်းရှိနေပါလိမ့်။ရန်အန်ဒီရဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးရှင်။ချီးနဲ့ပတ်သက်ရင်တော့အကြီးကြီးကြီးချောင်းဖို့လို့ချီးကြီးမှာနားလေမှုလေးတွေလွဲတက်တယ်။နောက်ပြီးတော့ချီးကြီးမှာဆက်သွယ်လေးတွေရပ်တန့်သွားတတ်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်နဲ့မိမိနဲ့ကြားထဲမှာ ဒီမိသားစုကြောင့်ချောင်းဝင်မှုကြောင့်မို့လို့တော့တယောက်နဲ့တယောက်စိတ်ဝမ်းဖွဲစီတက်တဲ့ပြုဆက်မှာနော်ကျမရေစူးကျိုးလုံးဝမရှိပါဘူးရှင်။ယခင်ကလေးကယောဂဝေဒနာခံစားနေရတယ်။တောက်ချာသားသမီးချင်းမိတ်ဆွေဆိုရင်ဒီတစ်ပတ်မှာအနာနဲ့စီးနေတွေ့ပြီးဆရာကောင်းတစ်ပါးကောင်းတွေ့တော်ပါလိမ့်မယ်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဒီတစ်ပတ်မှာအလုပ်တွေရန်တွေ့ချင်နေတဲ့အခါမှာအလုပ်တွေကိုပင်ပန်းစွာလုပ်ကြနေရတယ်။ဘောပန်းစွာလုပ်ကြနေရတယ်။သူ့ပင်ပင်ပျော်ရွှင်နေပါလိမ့်မယ်။ ကံနဲ့ပတ်သက်ပြီးတော့ကံကလောကောင်းပါတယ်။ထီထူးကန်ဆန်းခြင်းနေဆိုရင်တော့ငါတို့ထီထူးကန်ဆန်းလို့ရပါတယ်။ဝေကြီးတက်လာပါတယ်ရှင်လန်းပွင့်လန်းစီမဲတပတ်တာပါ။အောင်ကပတ်သက်ပြီးတော့ပူပန်စီရချုပ်ငိုပေးကြည့်လိုက်တဲ့အခါမိမိအနေနဲ့ကိုလုံးတဲ့အလုပ်ကိစ္စတွေမှာကိုတာဝန်ယူနိုင်ပေမယ့် ကိုယ့်အိမ်ကတော့ဟောကိုယ့်ရဲ့အပေါင်းအသင်းဘိတ်ဆွေတငယ်ချင်းပေါ့နော်ဒီလိုမျိုးအလုပ်လုပ်တဲ့အခါမှာကိုယ့်ဘက်ကဂျောင်းဝင်တောင်းဝင်ယူဖြည့်ရှင်းလိုက်တဲ့အရာလေးကိုခိတ္တရှောင်ရှားစေခြင်းနဲ့ဒီတော့တောက်ကြသာသမီချင်းမိတ်ဆွေတို့ကံတောက်ပတ်ဖြစ်စီတဲ့ရေဒီယာကောင်းလေးပေးခြင်းပါလေတောက်ကြသာသမီချင်းမိတ်ဆွေအဓိကလုံးဝမေးတပတ်တာရေဒီယာကဘုရားတန်ခါတော်လေးကိုချက်သားဟင်းချက်ပြီးတော့ဆုံးလေးနဲ့လောင်းလူချင်းဖြစ်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေးသွားမင်းတို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်ကုလမှာ9ရက်စေလ2025တပတ်တာစနီတာသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါတယ်ရှင်စနီတာသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တီးကြမှန်ကန်စွာ လုပ်ငန်းမှာအမှားရဖြစ်တဲ့တေရုပ်ပြင်ကနာတွေဖြည့်ရှင်းရတာမျိုးကျွန်တော်တပန်နေတန်ဝူကြီးတို့ပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ထင်မြင်လွဲမှားမှုတွေဒီအခြေတည်ပြောင်းအပိတ်ကိစ္စတွေရှိနေတည်ထားပါတော့ အိမ်နဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်စရာကောင်းရှုပ်စရာလေးကျွန်တော်တက်တယ်။ရှင်ပြသားချင်းစီရတရေကောင်းတွေကြားမိရှင်ပြသားချင်းရဲ့ကိုညီပံ့ပိုးမှုတွေရရှိစီမဲ့တပတ်တာပါ။ရံအတိုက်ကဲရှိရင်တည်ထားပါနော်။အချီးအိမ်နဲ့ပတ်သက်ပြီးတော့အချီးအိမ်မှာစိတ်ကုန်စိတ်ပြတ်သွားတာမျိုးကျွန်တော်တက်တယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်ဘက်ရဲ့ကျန်းမာရေးကြောင့်စိတ်ညစ်နေရတာမျိုးကျွန်တော်တက်တယ်နော်။မိမိကိုယ်တိုင်ကျန်းမာရေးနဲ့ပတ်သက်လဲချူကြတတ်ပါလေ၊ဂရုစိုက်ပါနော်။ အေးချမ်းမှုရေးချမ်းမှုလုံးဝမတွေ့ရသေးဘူးအမြဲတမ်းပြန်ပန်းနေပါလိမ့်မယ်။ကံနဲ့ပတ်သက်ရင်ကံအားလုံးကောင်းနေထီထူးကန်ဆန်းခြင်းနဲ့ဆိုရင်တော့ကိုယ်တလုံးထီထူးကန်ဆန်းလို့ရတယ်။ငွေကြီးလက်လာပါတဲ့တပတ်တာရှင်လန်းပွင့်လန်းစီမယ်တပတ်တာပါ။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါစိုးရတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရပဲနေအရာအားလုံးကိုပိုကပိုင်နေစွာလုပ်ကြနေမယ်တပတ်တာလို့မြင်ပါတယ်။စနီသားမိချမိဆွေတပတ်တာပြုလို့ဆောင်ရွက်ရမယ် ကန်ထောက်ပဲဖြစ်စီရင်ရေရာကမိမိအနေနဲ့ဘဲစီဒီမစို့ပေါ့နော်။တွားရောက်ပြီးတော့ကိုယ့်ရဲ့မွေးနံတောင်မှာနွားနို့သုံးခွက်လူတန်းချင်းပြင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေးဖောင်းပေးလို့တွေ့ရပါလိမ့်ရှင်။